ဆုံးဖြတ်ချက်တိုင်းကကို့အနာဂတ်ကိုပုံဖော်တယ်။တေချာစဉ်းစားပြီးမှရွေးချယ်ပါအချက်အလက်စုဆောင်ခြင်းဟာကောင်းမွန်တဲ့ဆုံးဖြတ်ချက်အတွက်အခြေခံဖြစ်တယ်။ဒီတော့အချက်အလက်တွေစုဆောင်ပါဒါမှကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မှာစိတ်ခံစားမှုထံစင်ကျင်တုံတရားကိုအခြေခံမှာရည်ရှိအကျိုးကို မျောကိုပါစိုးဖြတ်ချက်ချမှတ်ရမှာ ကို့တံဘိုးနဲ့ကိုက်ညီပါစေကို့တံဘိုးကိုရောကျသွားစီနဲ့စိုးဖြတ်ချက်တွေကိုတော့မချမိပါစေနဲ့စိုးဖြတ်ချက်မချခင်မှာအကောင်အဆိုးကိုချိန်ဆပါရလက်နှစ်မျိုးစလုံးကိုကြိုတင်ပြေးတော့ထားပါအချိန်ကာလနဲ့အခြေအနေကိုထည့်သွင်းစဉ်းစားဖို့လည်းမမေ့ပါနဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတည်တည်ချာချာချမှတ်ပြီးရင်အဲ့ဒီဆုံးဖြတ်ချက်အတွက်နောင်တမရပါနဲ့ဆုံးဖြတ်ချက်ချမှတ်ရမှာကို့အလိုစံတာနဲ့တောင်းယူမှုတို့ထားဖို့လိုလိမ့်မယ်ကြီးမားတဲ့ဆုံးဖြတ်ချက်အတွက်စည်ရင်စရာပြုလုပ်ပါဆုံးဖြတ်ချက်တွေကိုရဲရဲဝံ့ဝံ့ချမှတ်ပါကိုကိုကိုယုံကြည်တဲ့လမ်းကြောင်းကို ရေရေလျှောက်ပါဒါကတော့ကျွန်တော်ငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများပါဖြစ်ပါတယ်ကျွန်တော်ငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်သင်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကိုညံလေးအောင်ပါ